ရုရှားလီဒဲစခန်းတွေကိုယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုအတွင်းစစ်လေရင်အစင်း40ကျော်ပျက်စီအလုံးမင်းမင်္ဂလာပါနေတန်ကြာလာနေပြီဖြစ်တဲ့ယူကရိန်းရုရှားစစ်ပွဲတွေဟာလက်ရှိချိန်ထိဆုံးမသက်နိုင်သေးပါဘူးရုရှားရဲ့ကျူးကျော်ထိုးစစ်ကိုစတင်ရင်ဆိုင်ခဲ့ရတဲ့ယူကရိန်းကလည်းခုခံနေရတဲ့ဘဲနောက်ပိုင်းမှာတံပြန်ထိုးစစ်တွေကိုလှုပ်လာပါတယ်အမေရိကန်ပါဝင်နိုင်ငံကြီးတွေကလည်းရုရှားယူကရိန်းငြိမ်းချမ်းရေးအတွက်တိုက်တွန်းနေသလိုဆွေးနွေးမှုတွေလည်းရှိနေတယ်ဆိုပေမယ့်ရုရှားယူကရိန်းငြိမ်းချမ်းရေးဟာခုချိန်ထိရုပ်လုံးမပေါ်သေးပါဘူး ပြီးခဲ့တဲ့ဇွန်လတရက်နေ့ညပိုင်းမှာဆိုရင်တော့ယူကရိန်းကရုရှားလေတဲစခန်းတွေကိုဒရုန်းစစ်ဆင်ရေးတစ်ခုပြုတ်လုခဲ့ပါတယ်။ပင်ကွင်စစ်ဆင်ရေးလို့အမည်ပေးထားတဲ့ဒီစစ်ဆင်ရေးမှာဆိုရင်တော့ရုရှားနိုင်ငံအတွင်းသို့လေဝဲသိမ်းဆောင်လာတဲ့ဒရုန်းပေါင်း118စင်းအထိကိုအသုံးပြုခဲ့တာလို့သိရပါတယ်။ဒီဒရုန်းတွေနဲ့ရုရှားစစ်စခန်း၄ခုကိုတိုက်ခိုက်ခဲ့ရမှာဆိုရင်တော့ရုရှားလေယာဉ်140ကျော်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ရုရှားရဲ့မဟာဗျူဟာမြောက်ပေထင်းဒုံးကျည်တေဆောင်ပြုတ်လုပ်နိုင်တဲ့ယင်း34ရာခိုင်နှုန်းကိုထိမှန်စေခဲ့တယ်လို့ပြောကြားသွားပါတ ါတယ်။ဒီစစ်စေးရေးကတော့ယူကရိန်းထောက်လန်းရေး SBU ကတာဝန်ယူလှုပ်ဆောင်နေတာဖြစ်ပြီးတနေ့ခွဲလောက်ချိန်ယူခဲ့ရတယ်လို့သိရပါတယ်။ဒုံးတွေကိုလေတဲစကန်းတွေအနည်းထိလေးဝဲသေးလာပြီးတော့အချိန်ခိုက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါရည်။ရုရှားဘက်ကလည်းဒီတိုက်ခိုက်မှုကိုတီးပြုတ်ထားခဲ့ပြီးအချမ်းဖက်လို့ရဲဆိုပြီးတော့လည်းတုတ်ပြန်ခဲ့ပါရည်။ရုရှားကလည်းယူကရိန်းဘက်ကိုအေယာမဒရုန်းနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေပြုလုပ်လာခဲ့ပါရည်။ဇော်နီယန်နေမှာရုရှားနဲ့ယူကရိန်းညှိနှိုင်းရေးမှုတွေကတူရကီနိုင်ငံ အစ္စတန်ဘူမှာဒုတိယအကြော်ငင်းချမ်းရေးဆွေးနွေးကြဖို့ရှိနေတာဖြစ်ပြီးတော့ဆွေးနွေးပွဲမတိုင်ခင် ခုလိုတိုက်ခိုက်မှုဖြစ်ခဲ့တာပါတမရဆလန်စကီကယူကရိန်းထောက်လှမ်းရေး SBU ကြီးကဘာစီမာလီယူကိုချီးကျူးခဲ့ပြီးတော့စစ်စင်ရေးမှာပါဝင်တဲ့သူတွေအားလုံးဟာတိုက်ခိုက်မှုမလုပ်ခင်ကတည်းကရုရှားကနေဘီးရန်ကင်းစွာစွန့်ခွာကြနိုင်ကြောင်းထုတ်ပြန်ထားပါတယ်ဒီတိုက်ခိုက်မှုဟာရုရှားနဲ့လေကြောင်းကဏ္ဍမှာဒေါ်လာကုမ္ပဏီရဲ့ဘိုးလောက်ဆုံးရှုံးမယ်လို့ယူကရိန်း SBU ကထင်မှန်းထားပါတယ် ရုရှားကယူကရိန်းဘက်ကိုထိုးစစ်ဆင်ရမှာ လေကြောင်းကိုလည်းအဓိကအသုံးပြုပြီးတော့တိုက်ခတ်လေးရှိပါရယ်။ယခုလိုရုရှားရဲ့စစ်လေရဲတွေကိုဖျက်ဆီးနိုင်နိုင်တာဟာယူကရိန်းအတွက်ကတော့ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့လည်းပြောလို့ရပါရယ်။ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့နှစ်နိုင်ငံသားနေချင်းရဲ့အတွက်ဖော်ဆောင်ရမှာတော့အဟန်တာဖြစ်နိုင်ပါ रे အပြန်အလှန်ထိုးစစ်တိုက်ခိုက်မှုတွေနဲ့ရုရှားယူကရိန်းစစ်ပွဲဟာဆိုရင်တော့မြန်မာပြည်တွင်စစ်ပွဲတွေနဲ့လည်းအလားတူတူနေခဲ့ပါ रे လက်ရှိမှာစစ်ကောင်စီဘက်ကလည်းလေကြောင်းကိုအသုံးပြုပြီးတော့အဓိကတိုက်ခိုက်နေတာဖြစ်ပြီးတော့ယူကရိန်းကရုရှားဘက်ကိုလို့လို့မျိုးအထင်အားစေမ ယ်စစ်စင်ရေးမျိုးတွေလုံနိုင်ဖို့အတွက်လည်းလိုအပ်နေပါသည်။အားလုံးကိုကျေးဇူးတို့တင်ရှိပါရရှင်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ဒီဒီရောက်လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရစေ။အာဘိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့တင်ရှိပါရရှင်။